Hello အားလုံးပဲမင်္ဂလာပါကျွန်မပြောကြားဝင်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ emotional intelligence EQ နော်အဲဆိုရင် emotional quotient လို့လည်းတနည်းအားဖြင့်ခေါ်တာဖြစ်တယ်အဲတော့လုပ်ငန်းခွင်မှာ EQ စိတ်ခံစားမှုဉာဏ်ရည်ကဘာကြောင့်အရေးကြီးတာလဲဆိုတဲ့ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်မတို့အားလုံးက IQ နော် intelligence quotient ကိုလူတိုင်းကြားပူကြရယ်ဒါမဲ့ EQ emotional intelligence ကပို့ပြီးတော့အရေးကြီးပါတယ် EQ ဆိုတာကကျမတို့ရဲ့စိတ်ခံစားမှုတွေကိုနားလည်ပြီးတော့အခြားသူတွေရဲ့ခံစားချက်တွေကိုသိနားလည်နိုင်စွမ်းကိုပြောတာဖြစ်ပါတယ်အဲ့တော့ EQ emotional intelligence ကလုပ်ငန်းခွင်မှာမရှိမဖြစ်ကိုဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့အဲ့တော့အဖွဲ့အစည်းတွေအောင်မြင်ဖို့အတွက်ဆိုရင် EU ကမရှိမဖြစ်လိုအပ်ပါတယ် ဘာကြောင့်လဲဆိုရင်အလုပ်ခွင်မှာလူတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရတယ်။အဲ့တော့ EQ မြင့်တဲ့သူတယောက်ကကိုယ့်ရဲ့အဖွဲတဲကပဋိပက္ခတွေကိုခြေရှင်းနိုင်တယ်။ကိုယ့်ရဲ့လုပ်ပေါ်ကံပတ္တိရဲ့စိတ်ကိုနားလည်ပေးနိုင်တယ်။အဲ့ဒီအတွက်ကြောင့်လည်းအဖွဲအစည်းရဲ့စွမ်းဆောင်ရည်ကပိုကောင်းလာတာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့ EQ ကကောင်းဆောင်မှုအတွက်အဓိကကြပါတယ်။အဲ့တော့ကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ IQ တစ်ခုတည်းကမလုံလောက်ပါဘူး။ ။ဘာကြောင့်လဲဆိုလို့ရှိရင် EQ မြင့်မာတာလူတွေရဲ့စိတ်ကိုဖတ်နိုင်ပြီးတော့လူတွေကိုအားပေးနိုင်တယ်။ဝန်တန်းတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်မှာဒါအဖွဲ့အစည်းကအောင်မြင်မှာဖြစ်ပါတယ်။အဲ့တော့ EQ မြင့်တဲ့ခေါင်းဆောင်တွေကလူတွေကိုစီးယုံနိုင်စွမ်းပို့ပြီးတော့ကောင်းမွန်တာဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ customary နဲ့ system နဲ့ commerce တွေ EQ ကလုံးဝကိုကြီးရဖြစ်ပါတယ်။တော့ချက်ပဲဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင် customer နဲ့ဆက်ဆံတဲ့အခါမှာ customers တွေရဲ့လိုအပ်ချက်ကိုနားလည်ဖို့လိုတယ်။အဲ့တော့ EQ မြင့်တဲ့သူတွေက customers တွေရဲ့စိတ်ကိုဖတ်နိုင်ပြီးတော့တင့်တော်တဲ့ဖြည့်ရှင်းနည်းတွေကို ပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့် customers တွေရဲ့စိတ်ချနေမှုကိုပုံမြင်ပါစေတယ်။ရောင်းအားကိုပိုကောင်းစေပါတယ်။နောက်နံပါတ်၄အချက်အနေနဲ့ကတော့ဗာလဲဆိုလို့ရှိရင် EQ ကောင်းတဲ့သူတယောက်ကစိတ်ဖြစ်စည်းမှုကိုကောင်းကောင်းဂိုင်တွင်းနိုင်တာဖြစ်ပါတယ်။ကျော်လုပ်ငန်းခွင်တွေကစိတ်ဖြစ်စည်းမှုတွေပြဿနာတွေဂျုံွားတယ်။ solution လည်း EQ မြင့်တဲ့သူတွေတော်များကဒီဖြစ်စည်းမှုတွေကိုထိန်းချုပ်နိုင်ပြီးတော့အစိုးမြင်စိတ်ပေါ့နော်။ နေပါတယ်။နောက်ပြီးတော့အစိုးမြင်စိတ်ကင်းတဲ့အမ်ချင်းကနီးတွေနဲ့ပြဿနာတွေကိုဖြေရှင်းတက်လေးရှိကြတယ်။ဒါကြောင့်သူတို့ဒီနော် productivity ပိုမြင့်တယ်လို့ပြောလို့ရတယ်။အဲဂျုံဘူးကောင်ဂျုံဘူးမယ်လုပ်ငန်းခွင်ထဲမှာတခြားသူတွေက productivity ပိုမြင့်တယ်အခြားသူတွေထက်တချို့သူတွေကပေါ့နော်။အဲ့ဒါလေးတွေလည်း EQ ကြောင့်ဖြစ်မယ်။နော်ဥပမာပြတစ်ခုခုလေးကိစ္စတစ်ခုခုလေးဖြစ်သွားလို့စိတ်အနှောက်အယှက်ပဲမဖြစ်ဘဲနဲ့ဆက်ပြီးတော့အလုံးဆက်လုပ်နိုင်တယ်။ အဲ့ဒါဒီ EQ မြင်တဲ့သူတယောက်လို့ EQ ကိုကိုယ့်ရဲ့ emotional quotient ပေါ့နော်ကိုယ့်ရဲ့ emotional emotion ကိုထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်။နောက်တစ်ခုကကျတော့ EQ မြင်တဲ့သူတွေကနောက်တစ်ချက်ကတော့လုပ်ငန်းခွင်မှာတဟဆာတာဖြစ်ခြင်းရှိတယ်။အဲ့ EQ မြင်တဲ့သူတို့ကများဒီလုပ်ငန်းခွင်ထဲမှာအာလူလုပ်ဖို့ခိုင်တွက်တင်နေလုပ်ဖို့ခိုင်ဘက်တွေနဲ့တဟဇာတာဖြစ်လိမ့်ရှိတယ်။အဲသူတို့ကလားထောင်ပေးတတ်တယ်။အာဝေဖန်မှုဒီကို အပြုတ်တဘောနဲ့ သူတို့ကြည့်ပေးတာများတယ်။နောက်ပြီးတော့ပူပေါင်းလှုပ်ဆောင်တတ်တယ်။ဒါကြောင့်လုပ်ငန်းခွင်မှာပို့ပြီးတော့ထိရောက်မှုရှိတယ်။အဲ့ဒီအရာကိုတွေ့ရှိရဖြစ်တယ်။ဒါကြောင့်အဒီနေ့ဗီဒီယိုပေါ့နော်ဒီဗီဒီယိုအတူလေးကနေပြောချင်တဲ့အကြောင်းအရာကတော့ IQ တစ်ခုတည်းကမလုံလောက်ပါဘူးပေါ့နော်။ကျမတို့ရဲ့ EQ ကိုမြင့်တင်ဖို့လိုတယ်။ကိုယ်စိတ်ကိုကိုနားလည်ဖို့အခြားသူတွေရဲ့ခံစားချက်ကိုလေးစားဖို့ပြီးလို့ရှိရင် အချစ်တူနဲ့တူလေးစားဖို့ဆက်ဆံရေးကောင်းဖို့ရန်အတွက်ကြိုးစားဖို့ရန်လိုအပ်ပါတယ်။နောက်ပြီးတော့အာ EU မြင့်တဲ့သူတွေကပေါ့နော်။အာသူကအလုပ်ငန်းခွင်ထဲမှာနေမဟုတ်ဘူး။သူရဲ့ဘဝရဲ့အဖက်ဖက်မှာလည်းပေါ့နော်။ပို့ပြီးတော့အာအောင်မြင်တတ်ကြရဲဆို။ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ကလူတွေအားလုံးကအချင်းချင်းက connection ဒီလူတွေနဲ့ပဲသွားတာဖြစ်ပါတယ်လို့ ဒါကြောင့်ဒီဗီဒီယိုလေးကြည့်ခြင်းအပြင်တခုခုရသွားမယ်လို့ညွှန်လင်းပါတယ်။ Okay. ကျေးဇူးတင်ပါတယ်။